တင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မက်စလာ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အေယာဝတီတိုင်းရေကြီးမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ဒေသခံတွေကို AA ကထပ်မံကယ်ထုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အေယာဝတီတိုင်းရေကြီးမြို့နယ်တိုက်ပွဲအတွင်းမှာပိတ်မိနေတဲ့ဒူရီထဲကဒေသခံတချို့ကိုအရခတ်တက်တော် AA ကထပ်မံကိထုတ်ကြောင်းသတင်းရရှိပါတယ်။ရေကြီးမြို့နယ်ဗဘူးကွင်းကြီးရွာရွာဟောင်းနဲ့ရွာတက်မှာတိုက်ပွဲကြောင်းထပ်ပေါက်မရဘဲပိတ်မိနေတဲ့ဒေသခံရွာသူရွာသားများနဲ့ရခိုင်ပြည်နယ်ဂွမ်းမြို့နယ်မှာရောက်ရှိခုတ်လုံနေတဲ့စစ်ဆောင်တွေကို AA ကမတ်လ29ရက်နေ့ညနေကကယ်ထုတ်ခဲ့ပြီးဘေကင်းနိုင်တဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်လို့ကေထုတ်ခံရတဲ့ရေကြီးဒေသခံအမျိုးသားတို့ကပြောပါတယ်။ကျွန်တော်တို့ကို AA ကကေထုတ်ပြီးကိုနဲ့နီးစပ်တဲ့ဘေကင်းနိုင်တဲ့နေရာကိုပို့ပေးခဲ့တယ်။ရခိုင်ဒေသခံတွေကိုရခိုင်ကိုပို့ပေးတယ် ပိတ်မိနေတဲ့ရွာတွေလည်းအများကြီးရှိသေးတယ်။ကျွန်တော်တို့ကိုတိုက်ပွဲကြားကကဲထုတ်ပေးလို့အရကတ်တက်တော်ကိုတကယ်ကြီးစုတင်တယ်လေးလေးလေးစားပါတယ်လို့ပြောပါတယ်။ AR တိုင်းရှိလေးမျက်နှာနဲ့ရေကြီးမြို့တွေမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကြီးရွာဆယ်ရွာထက်မနည်းရှိပြီးတချို့ရွာတွေမှာဒေသခံတွေကထွက်ပြေးနေရတယ်လို့သိရပါတယ်။တချို့ရွာများမှာဒေသခံများသည်လည်းထွက်မပြေးနိုင်ပဲပိတ်မိနေတဲ့အတွက်အခက်တွေ့နေရတယ်လို့ဂေါမျိုးနယ်မှာစစ်ဆောင်တအုပ်ကပြောပါတယ်။ထွက်ပြေးတာကဝေးဝေးမရောက်ဘူး။ဒီရွာနားမှာဖြစ်ရင်ဟိုနားကရွာမနီးမဝေးကိုပြေးရတယ် တဏျာနဲ့တဏျာကူပြီးပြရတာတိုက်ပွဲကလည်းနေတိုင်းဖြစ်တယ်မိသားစုနဲ့လူစုကွဲသူကကွဲအတော်လေးဒုက္ခရောက်နေတယ်လို့ပြောပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာငလင်ဘေးအတွက်အိန္ဒိယနိုင်ငံမှာအကူအညီများစတင်ရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့ငလင်ဘေးအတွက်အိန္ဒိယနိုင်ငံကနေပထမအထုပ်အကူအညီများဟာယနေ့မတ်လ29ရက်နေ့မှာစတင်ရောက်ရှိနေပြီလို့ရန်ကုန်မြို့အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကသတင်းထုတ်ပြန်ပါတယ်။အဆိုပါအကူအညီထောက်ပံ့များကိုယနေ့မွန်လဲပိုင်းမှာအိန္ဒိယတန်အမတ်ကြီးအဘေးတခါက စစ်ကောင်စီရဲ့ရန်ကုန်နိုင်ဒေတာကြီးဝန်ကြီးချုပ်ဦးစိုးသိန်းထံကိုရန်ကုန်မြို့မှာလွှတ်ပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါအရေးပေါ်အကူအညီများထဲမှာစောင်းတာပေါ်လင်မိုးကတန်ရှင်းရေးပစ္စည်းနေအောင်ကြီးသုံးမိန်အစားအသောက်ထုတ်များနဲ့မြို့ပေါ်ကြောင့်သုံးပစ္စည်းများပါဝင်တယ်လို့ရှောက်ဖွေကေဇယ်ရေးအဖွဲ့တွေနဲ့ခြေဘက်ဆိုင်ရာအဖွဲ့များလည်းပါဝင်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂျမန်နီမက်ရှလာ28ရက်နေ့မွန်လယ်12:51မိနစ်မှာမန္တလေးမြို့ရဲ့အရှိမြောက်ဘက်20ကီလိုမီတာခန့်အကွာကိုဗဟိုပြုတ်ပြီး င်အားရစ်တာစကီခုနှစ်တသမာခုနှစ်အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလင်းတစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။အဆိုပါမြင်းကလင်းတန်းကြောင့်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊နေပြည်တော်နဲ့မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေမှာလန်ဒတာအဆောက်အအုံတွေပျက်စီးခဲ့ပြီးပြည်သူများတိတ်ဆုံးတန်ရာရရှိခဲ့ကြပါတယ်။ယနေ့နေ့နဲ့၁၇နာရီခန့်မှာကောက်ယူထားတဲ့စည်ရင်တွေအရမြန်မာနိုင်ငံတနိုင်ငံလုံးမှာအင်အားပြင်းကလင်းကြောင့်တိတ်ဆုံးသူဥယျာဉ်1002ဦးရှိပြီးတန်ရာရရှိသူ2386ဦးနဲ့ ျောက်ဆုံးသူများလည်းရှိပြီးအသေးစိတ်အချက်အလက်ကိုဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့သကိုင်းတမြို့လုံး80ရာခိုင်နှုန်းပြိုကျပျက်စီးပြီးလက်တလောတေဆုံးသူစရင်90နီးပါးအတိပြုတ်နိုင်ကထိခိုက်တေဆုံးသူရာချီရှိနိုင်ပြီးကေဇယ်ရေးလုံမဲ့သူမရှိမိသက်ဌာနတစ်ခုလုံးပြိုကျပျက်စီးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။စကိုင်းမြို့တစ်မြို့လုံးယမန်နေကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်80ရာခိုင်နှုန်းပြိုကျပျက်စီးခဲ့ပြီးလက်တလောတေဆုံးသူစရင်90နီးပါးအထိပြုတ်ထားနိုင်ကကုညီကယ်ဆယ်ရေးလုပ်ပေးမဲ့သူမရှိဖြစ်နေကြောင်းစကိုင်းမြို့မှာပြည်သူများကပြောဆိုပါရယ်။စကိုင်းကမန္တလေးထက်တောင်အသေးပြောက်များနိုင်တယ်။မြက်ကိုပိုင်တင်တန်းကျောင်းမှာကလေးတွေစတင်နေတုန်းပြိုကျတာကလေးအလုံးစုံနေပြိမိနေတယ်။လေးကျောင်းမြေအုပ်ကျောင်းမှာလည်းရင်ကျေးလိမ်မှာတင်တန်းသားတွေဖွင့်နေတုန်းပြိုကျတာကလေးတစ်ဝက်နီးပါးပါသွားတယ်။အခုကစရင်ကောက်ဖို့နေနေတတ ကေဇေယီကိုမစနိုင်တာလို့စကိုင်းအခြေဆိုင်ကေဇေယီလုံရန်ကြိုးပမ်းနေတဲ့ပရာဟိတအဖွဲ့ဝင်တဦးကပြောဆိုပါတယ်။စကိုင်းမြို့နဲ့မန္တလေးမြို့တွေကိုဆက်သွယ်ထားတဲ့စကိုင်းတရအစ်စ်မှာလဲအကွဲကြောင်းတွေဖြစ်ပေါ်နေခြင်းနဲ့ချင်းကက်လန်းတွေပြိုကျတဲ့အတွက်ကုန်းလန်းဆက်သွယ်ရေးပြတ်တောက်နေကြောင်းပြည်သူများမှဇက်ရင်ရင်များဖြင့်စကိုင်းနဲ့မန္တလေးအကြားကူးတက်နေရကြောင်းသိရှိရပါတယ်။မန္တလေးဘက်ကကေဇေယီတွေဒီဘက်ကိုမလာနိုင်ဘူး။တမျိုးလုံးကအပြည့်စည်းတွေကိုထိုင်ကြည့်နေရတာလို့ပြည်သူတဦးကပြောဆိုပါတယ်။စကိုင်းမြို့ပေါ်မှာ ဗလီ၃လုံးပြိုကျခဲ့ပြီးလက်တလောစည်ရင်တွေအရ45ဦးတိဆုံကြောင်းတိဆုံသူများတွင်အတီးပြုထားပြီးအလောင်းများမှာအပျက်စီးများအောက်တွင်ပြိမိနေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုမှာဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်ဒေါ်တိရာမိုးရွှေနဲ့မိသားစုဝင်များတိဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးစကိုင်းဗီလာကွန်ဒိုပြိုချမှုမှာဒုက္ခဒိုင်မွန်စိန်တိုက်ပန်ရှင်ဒေါ်မိုးတီရာရွှေနဲ့မိသားစုဝင်များတည်ဆုံကြောင်းဒုက္ခဒိုင်မွန်စိန်တိုက်ကတရားဝင်တင်ထုတ်ပြန်ပါတယ်ဒုက္ခဒိုင်မွန်စိန်တိုက်ရဲ့ပန်ရှင်သီရိသူရမတန်ကြီးဒေါ်မိုးတီရာရွှေနဲ့တာသမီများမိလေးတို့မှာ28ရက်3လ2025မှာတဘာဝဘေးအန္တရာယ်ကြောင့်ကွယ်လွန်အနေဆရောက်သွားပါပြီလို့အဆိုပါစိန်တိုက်ကတင်ထုတ်ပြန်ထားပါတယ်မန္တလေးမြို့အောင်မြေတာဆန်မြို့နယ်လမ်း60 22လမ်းနဲ့23လမ်းမှာရှိတဲ့စစ်တပ်ထက်အမြင့်ရှိတဲ့စကိုင်းဗီလာကွန်ဒိုမှာ ယမန်နေ့မြင်းကလင်တန်ကြောင့်ပြိုကျကမြေကြီးထဲကျုံဝင်သွားကြောင်းမြေပေါ်တွင်ခုနှစ်ထက်သာကြံ့ရစ်တော့ကကွန်ဒို၁၇ထက်တွင်၄ထက်လုံးမှမြေထဲသို့ကျုံဝင်သွားတဲ့အတွက်လူအများအပြားပိတ်မိတည်ဆုံးခဲ့ကြောင်းယင်းပိတ်မိတည်ဆုံးသူများတွင်ဒုက္ခဒိုင်မွန်စိတ်တိုက်ပါရှင်မိသားစုပါဝင်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်သူတို့ကစိတ်ဆိုင်ဖွင့်ထားတာ Sky Villa မြေကြီးထဲကိုကျုံဝင်သွားတဲ့အထက်မှာမိသားစုလိုက်ပါသွားတာလို့ဒုက္ခဒိုင်မွန်စိတ်တိုက်ပါရှင်ရဲ့ယင်းဤသူမိတ်ဆွေကပြောပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ငလင်တန်ကြောင့်နိုင်ငံတော်ဝန်တည်ဆုံးသူ1000ကျော်ရှိသွားပြီးဒဏ်ရာရရှိသူ2386ဦးရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယမန်နဲ့မွန်လွိုင်းပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မြန်မာနိုင်ငံတဝင်းလုံးမှာတည်ဆုံးသူ1002ဦးရှိလာပြီးဖြစ်ပြီးဒဏ်ရာရရှိသူ2386ဦးရှိကြောင်းအကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။လက်ရှိအချိန်မှာနောက်ဆုံးကြောက်ယူထားတဲ့စီးရင်တွေအရာ တနိုင်ငံလုံးအတိုင်းအတာနဲ့ငလင်တန်တင့်ခဲ့ရတဲ့ဒေသများအားလုံးမှာငလင်ဘေးဒဏ်ကြောင့်တိုက်ဆုံးခဲ့ရသူစုစုပေါင်း1002ဦးရှိပြီးဒဏ်ရာရရှိသူစုစုပေါင်း2386ဦးပျောက်ဆုံးနေသူ30ဦးဖြစ်ကြောင်းနဲ့အသေးစိတ်စင်းများကိုဆက်လက်ကြောက်ရွံ့လျက်ရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်တန်တင့်ပြည်သူတွေအတွက် PDF နဲ့ပကပပအဖများထင်းချုံနယ်မြေအတွင်းမှာရှိတဲ့တော်လရင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအစွမ်းကုန်ကူညီကြရန်ကာကွယ်ရေးဝန်ကြီးညွှန်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်တန်တဲ့ပြည်သူတွေအတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့များပကဖပါဖအနေနဲ့ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအစွမ်းကုန်ကူညီဆောင်ရွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးရင်မွန်ကပြောကြားလိုက်ပါတယ်။လှုပ်ခတ်ခဲ့တဲ့ပြင်းထန်ငလင်တန်ကြောင့်တဘာဝဘေးကိုကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေရဲ့အခက်အခဲတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့မိမိတို့ရဲ့နယ်မြေအတွင်းမှာရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းဆက်ညှိနှိုင်းပြီးတက်ဆွမ်းသမျှအစွမ်းကုန်ကူညီဆောင်ရွက်ပေးကြဖို့လိုအပ်ချက်များဆောင်ရွက်ထားရှိမှုအခြေအနေမှတ်တမ်းများကိုသက်ဆိုင်ရာကုကဲမှုအဆင့်ဆင့်မှတစ်ဆင့်တင်ပြဆောင်ရွက်ကြရန်ညွှန်ကြားလိုက်တယ်လို့ဝန်ကြီးဦးရင်မောင်ကညွှန်ကြားထားပါတယ်။ဒါ့အပြင်အမျိုးသားညညရေးအစိုးရရဲ့ပါပါပါကပအဖွဲ့ဝင်များနဲ့ပြည်သူများကစကိုင်းတိုင်းအတွင်းမှာခရိုင်ချင်းဆက်လမ်းပေါ်မှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့မှတ်တမ်းတပ်ပုံများကိုလည်း NUG ကထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလင်လုတ်ခတ်ပြီးတိတ်မကြခင်မှာပဲအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တာကြောင့်အရေးပေါ်အစည်းအဝေးတွေခေါ်ယူပြီးလုတ်ကင်ဆောင်ရွက်တဲ့ကိစ္စတွေကိုလုတ်ကင်နေပါတယ်။ MOD အနေနဲ့လည်းတက်ဆိုင်ရာအောက်က PDF တွေပြည်သူ့ပကပ္ပတွေပေါ့ဒါတွေကိုညွှန်ကြားချက်တွေထုတ်တယ်လို့ပဲဒီဒေးရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနဆိုလဲ ပါအဖရိတက်ဆိုင်ရာဝန်ထမ်းတွေကိုပြည်သူလူထုရဲ့ကေဇယ်ရေးကိစ္စတွေနဲ့အမြန်ဆောင်ရွက်ဖို့ဆိုတာညွှန်ကြားချက်တွေထုတ်ခဲ့တာရှိတယ်လို့မြို့သားညညရဲ့အစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။ဒါ့အပြင် NUG ရဲ့စုမိုးထင်းကျုံနေမြေအတွင်းမှာရှိတဲ့ပျက်စီးဆုံးရှုံးစရင်ထိခိုက်ဒဏ်ရာရရှိမှုစရင်တေဆုံးစရင်များအားမြေပြင်အပွဲများနဲ့ချိတ်ဆက်ပြီးစရင်ပြည်သူထုတ်ပြန်သွားမယ်လို့၎င်းကပြောဆိုပါတယ်။ငလင်ရဲ့ဗဟိုချက်မှာရှိတဲ့စကိုင်းနဲ့မန္တလေးတို့မှာလည်းရေတွက်မရသေးတဲ့ရာကနန်းရှိတေဆုံးသူများနဲ့ ကြောက်စဲဝမ်းတွင်ပျော်ပွဲမိထီလာရမဲတဲ့နေပြည်တော်တောင်ကုန်းနဲ့ညောင်ရွှေမြို့နဲ့အင်းလေးဒေသတွေမှာလည်းလူသေးဆုံးမှုများရှိနေပါတယ်။ငလျင်ရစကိုင်းမြို့အနီးကိုဗဟုပြုလုတ်ခတ်သွားပြီးစကိုင်းမန္တလေးနေပြည်တော်တောင်ကြီးနဲ့ပဲခူးတွေမှာလူသေးဆုံးမှုထိခိုက်ပျက်စီးမှုများစွာရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကထုတ်ပြန်ထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်တဲ့တင်ကတော့ငလျင်ဘေးကူညီမဲ့စင်ကာပူရှာဖွေကယ်ဆယ်ရေးအဖွဲ့မြန်မာစီကိုလာနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။မြန်မာငလျင်ဘေးကိုကူညီဖို့အတွက်စင်ကာပူနိုင်ငံရဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ ဒီနေ့မက်ရှလ29ရက်နေ့ကဒေတာဆန်တော်ချိန်နေကင်းပိုင်းတနာ yı မိနစ်20မှာချန်ကီလီစိတ်ကနေထွက်ခွာလာပြီလို့သိရှိရပါတယ်။အပွဲဝင်80ပါလာမာဖြစ်ပြီးရှားပွေကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ဖြတ်တောက်ဆက်တွေအပြည့်အစည်တွေကိုမတင်နိုင်တဲ့ဆက်ကရီယာတွေတည်ဆောင်လာတယ်လို့သိရပါတယ်။နောက်တစ်တင်ဆက်ပေးမယ့်သတင်းကတော့အင်အားရေစတာစကီ9အဆင့်ရှိငလင်နေပြီးတော့အနီးထပ်မံလှုပ်ခတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အားရေစတာစကီ9အဆင့်ရှိတဲ့ငလင်တစ်ခုဟာနေပြီးတော့အတွင်းမှာယနေ့ထပ်မံလှုပ်ခတ်သွားတယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ ယနေ့မက်ချ်လာ29ရက်နေ့မြန်မာစံတော်ချိန်နနက်9:51မိနစ်ခန့်မှာလှုပ်ခတ်သွားခြင်းဖြစ်ပြီးမိုးစလထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နေပြည်တော်မြင်းငလင်စကမ်းမှာမြောက်အရှိမြောက်ဘက်73မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံအတွင်းပုပ်ပတ်တီမျိုးရဲ့မြောက်အရှိမြောက်ဘက်9မိုင်ခန့်အကွာမြောက်လက်တီတို့16.66ဒီဂရီအရှိလောင်ကြီးတို့96.21ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရေတာစကေး9.3ညအဆင့်ရှိအင်အားအသင့်တင့်ရှိတဲ့မြင်းငလင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာသိရှိရတယ်လို့ဖော်ပြထားပါတယ်။ ဂျမန်နေ့မက်ချ်လာ28ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်12:52မိနစ်အချိန်ခန့်ကလည်းမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာကိုဗဟိုပြုတ်ပြီး AR Raider SK 9.8အဆင့်ရှိတဲ့အင်အားပြင်းထန်တဲ့မြင်းကလင်ကြီးတစ်ခုမြန်မာပြည်တွင်းမှာလှုပ်ခတ်ခဲ့ပါတယ်။အဆိုပါမြင်းကလင်လှုပ်ခတ်ခဲ့ပြီးနောက်မှာနောက်ဆက်တွဲကလင်များထပ်မံလှုပ်ခတ်နိုင်တယ်လို့လည်းပညာရှင်များကသတိပေးထားပါတယ်။ဂျမန်နေ့လှုပ်ခတ်ခဲ့တဲ့မြင်းကလင်တန်ကိုသခိုင်းမန္တလေးမကွေးနေပြည်တော်ကောင်စီနေမြေပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာအပြင်းထန်ဆုံးခံစားခဲ့ရတယ်လို့လည်းသိရှိရပါတယ်။ အဆိုပါမြင်ကလင်တန်ကြောင့်လူ144ဦးသေဆုံးပြီး932ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေပြည်တော်မှာသေဆုံးသူအများဆုံးဖြစ်တယ်လို့ကျန်းဖက်စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကယမန်နေ့စစ်ကောင်စီပိုင်မီဒီယာများမှတဆင့်ပြောဆိုသွားခဲ့ပါတယ်။သေဆုံးဒဏ်ရာရရှိသူများမှာမြေပြင်မှာရင်းထက်ပုံမှုများပြနိုင်တယ်လို့လည်းကိုကြီးကေစေးလုတ်ကင်နေသူများကခန့်မှန်းထားကြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းကြီးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ ားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့ကြ